နှဝမတက်လို့မဏီလေးပြပေးလို့ရမလားရှင်လို့ပြောထားလို့လေဒီညီမလေးကအမကခါတိုင်းဆိုရင်တော့အဲ့လိုဘလာစာအုပ်ထဲမှာပေါ့အဲ့လိုကိုကိုလိုချင်တဲ့အချက်လေးတွေအဲ့လိုမျိုးဒီတန်းနိုင်နေပဲမတ်တယ်ပေါ့အဲ့လိုမျိုးမတ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုပုံနေရအဲ့လိုရှင်းရှင်းလင်းလင်းမဟုတ်ဘူးပေါ့ဖြောင်စာအုပ်နဲ့မမတ်ထားတဲ့ခါကျတော့အဲ့အဲ့မှာဘာဖြစ်လဲဆိုရင်ပြန်ပြီးတော့ကြည့်ရရှင်းရှင်းလင်းလင်းမဟုတ်ဘူးပေါ့ရှင်းရှင်းလင်းလင်းမဟုတ်တဲ့ခါကျတော့ ပြန်ကြည့်တဲ့ခါကျရင်ရှာနေရအရင်ရှုပ်တယ်ပေါ့နော်။အဲ့ဒါနောက်တော့အမကဟိုတင်နန်းတစ်ခုထက်တက်တယ်တစ်ချဲစုံစုံလေးရှိမှထက်တက်တဲ့ခါကျတော့တီချဲစုံစုံလေးတင်နန်းမှာကျတော့မမတို့ဒီလိုလေးမှတ်ခိုင်းတယ်အဲ့ဒါဆိုတဲ့ခါကျတော့ဒီမှာဆိုလို့ရှိရင်ဒါတုံးခွဲရင်ခံအတွက်ကိုမမတို့ဆွဲထားရပေါ့နော်ဒါရှေးချမ်းနောက်ချမ်းပေါ့အဲ့လိုဆိုလို့ရှိရင်ပြီးရင်ကိုလိုကိုမိုင်ကိုရဲ့မမီဒီလိုပေါ့အသေးစိတ် notes တွေမှတ်တယ်ပေါ့အဲ့လိုမျိုးလေးမှတ်တယ်အဲ့ဆိုရှင်းရှင်းပုံလေးကရှင်းရှင်းလင်းလင်းလေးနဲ့ဆိုတဲ့ခါကျတော့ ပို့ပြီးတော့ကြည့်ရဲ့ခါမှာလည်းတတရရက်လီနဲ့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရရဲ့ပေါ့အဲ့ဆိုအမကဒီလိုပုံလေးတွေကိုသူသူလိုတဲ့ပုံတိုင်းလေးဆွဲတဲ့ပုံပုံစံငယ်လေးမှာဆွဲတယ်ဆွဲပြီးရဲ့ခါကျတော့ဒီဘက်ဘီမှာအဲ့လိုစာလေးတွေမှတ်တယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှင်ကြည့်လိုက်တာနဲ့ရှင်းရှင်းလင်းလင်းလေးနဲ့ပြန်ပြီးတော့မှတ်မိလွယ်တယ်ပေါ့ဒါဒီလိုလေးမှတ်တယ် ီမှာဆိုလို့ရှိရင်ကကြပခုံးချုပ်ရိုးပြောက်ချိုင်းချုပ်ရိုးပြောက်ပေါ့နော်အဲ့လိုဆိုအဆင့်လေးတွေကနည်းနည်းများတယ်များတဲ့ခါကျတော့တခုတည်းနဲ့မတ်လို့မလွယ်ဘူးပေါ့နော်အဲ့ဒါဆိုအမတို့အဆင့်ဆင့်လေးတွေမတ်တယ်ဒီမှာလက်ကလေးတွေယူတဲ့ဟာလေးတွေကိုအဲတချမ်းချင်းစီဆွဲတယ်ပေါင်းတဲ့ဟာလေးဆွဲတယ်ပြီးရင်နောက်ထပ်တစ်ခုလေးကိုလည်းအဲသူတို့နှစ်ခုထပ်ထားတဲ့ဟာလေးကိုလည်းဆွဲတယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်သူကဒီဒီလိုဖြတ်တဲ့နေရာလေးရှိတယ်အဲ့ဒါဆိုအဲ့ဖြတ်တဲ့နေရာလေးလိုက်အမတို့တခုချင်းစီပုံစံငယ်လေးတွေကိုဖြတ်ပြီးတော့အဲ့လိုလေးအဲ တိတ်လေးနဲ့ကတ်ထားပါဘောเนาะအသေးစိတ်ကိုလိုချင်တဲ့ပုံစံလေးကိုအစင်စင်သူတသိညင်းစီသွားတဲ့ပုံစံလေးကိုအလိုလေးမှတ်တယ်မှတ်ပြီးလို့ရှိရင်စာလေးနဲ့လည်းအလိုအသေးစိတ်လေးအဲ့လိုလေးမှတ်တယ်အဲ့ဆိုအခါကျကြည့်လိုက်တာနဲ့ဒီပုံလေးကဒီပုံကနေဒီလိုပုံလေးဖြစ်သွားတယ်ဒီကနေဘလိုလေးယူရဲဆိုတာမျိုးကိုစာနဲ့လည်းမှတ်ထားတယ် notes ကတော့ကိုမှတ်မိတယ်လို့မျိုးမှတ်ရတာကိုမှတ်ရလွယ်တယ်လို့မျိုးမှတ်တာပဲများပါတယ်အဲ့လိုဆိုတော့ မျိုးလေးမှတ်ထားပါတော့เนาะအဲဒါဆိုပုံစံလေးကိုကြည်လိုက်တာ ਨੇ အမ်ဘလိုပုံစံလေးလဲဆိုတော့တခါလေးတန်းပြီးတော့တည်တယ်ပြီးလို့ရှင်ကိုစာလေးဖတ်ကြည့်လိုက်တာ ਨੇ ကိုတခုဘယ်တခုကိုဘလိုမှတ်ထားတယ်ဆိုတာမျိုးမှတ်မိရပါတော့အမှတော့အဲ့လိုလေးမှတ်ပါတယ်ကျေးဇူးပါ